လူတွေကပျော်ရွှင်တာကိုချမ်းသာအစစ်လို့ထင်နေတာပျော်ရွှင်ခြင်းကချမ်းသာအစစ်မဟုတ်ဘူးဒီကတန်းကငြိမ်းအေးခြင်းကမှချမ်းသာအစစ်ပေါ့နော်ဘုန်းဆိုဝိရိဒတုခပျော်ရွှင်ခြင်းဆိုတာကရအောင်မျိုးမျိုးစူးစမ်းရတဲ့အကြောင်းတရားတွေနဲ့ဖန်တီးရတဲ့ဟုတ်လားပြီးရင်လည်းပဲသူကအိဋ္ဌမျိုးဖြစ်တဲ့အတွက်ကြောင့်ကုံတဲ့ခန့်တဲ့ပြက်တဲ့တဲ့သဘောရှိတယ်။နော်ရအောင်ရှာကိုအောင်ဖြိုးပြီးရင်ပြန်ရှာကုံမြန်ပြီးပြန်ရှာပြန်ပြီးနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မစုံရှိကြည်ဤဆိုတာထဲမှာပဲအကျုံးဝင်တယ် ရှာတယ်ရတယ်သုံးတယ်ကုံတယ်ပြီးရင်ရှားပြန်တယ်ဒီလိုနဲ့သူကမဆုံးနိုင်ဘူးသွားတာဟုတ်လားဒါကြောင့်ဝိရိဒဒုက္ခမျိုးဆိုတာကအဲ့ဒါလိုပင်မမှုနဲ့လည်းဆက်ဆက်တယ်ပြီးရင်ဗာနဲ့ဆက်ဆက်နေသလိုတောကပရိဒေဝတွေနဲ့လည်းဆက်ဆက်တယ်နော်ကာမယတကာမချမ်းသာဒီဒုက္ခဝေဒနာတွေဆိုတာကမပြည့်စုံရင်ပျော်ရသလောက်ပျက်စီးပြီဆိုရင်တော့ဘယ်လိုတော့ ်မြားမှန်ခံရတဲ့တမင်လိုလူလှိမ့်နေအောင်ကိုပူရတဲ့တဲ့လောင်ရတဲ့တဲ့လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားဒါကြောင့်ဘုံဘုံတို့ဝိရိဒတုခနဲ့တန်တိတုခသဘောလေးကိုနားလည်ဖို့လိုတယ်နော်ဒါမဲ့တတ္တဝါတွေဟာဒီတန်တိတုခအငိမ့်တဲ့အေးတဲ့ကိုမကြိုက်ဘူးအပူတဲ့အလောင်တဲ့လှုပ်ရှားတဲ့သဘောနော်ပြင်းပြတဲ့ပူလောင်တဲ့သဘောဒါတွေကိုပဲနော်ကြိုက်ကြတာဒီထဲမှာပဲပြောကြတာလို့လည်းမြတ်စွာဘုရားအတီလင်းဟောတယ်တတ္တဝါတွေဆိုတာ ပူလောင်မှုမှာပဲမငိမ့်ချမ်းမှုမှာပဲပျော်ကြတာမငိမ့်ချမ်းမှုမှာပဲသူတို့ဟာပျော်မှုကြတာတတဝါရီရဲ့စိတ်ဆိုတာဟုတ်လားဒါကြောင့်ငိမ့်အေးမှုချမ်းသာအစ်စ်နိဗ္ဗာန်ကိုနားလည်အောင်လုပ်ဖို့နားလည်ခြင်းသိစိတ်ရှိဖို့နားလည်သွားဖို့ဆိုတာတော်တော်ကိုမလွယ်ဘူးလို့ဘုဗုံတို့နားလည်ကြမှာဟုတ်လားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကရှင်သာတိပုတ္တရာကယဟန်တော်ရှင်မှာ ဩဒီနိဗ္ဗာန်ဟာချမ်းသာတယ်ဒီနိဗ္ဗာန်ဟာချမ်းသာတယ်နော်အဲ့လိုမျိုးခဏခဏရွတ်ဆိုတယ်ပေါ့အဲ့ဒီမှာရှင်ဥဒ္ဒရာကြီးကအရှင်သာရိပုတ္တရာတဲ့နိဗ္ဗာန်မှာဝေဒနာခံစားမှုမရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းသာတယ်လို့ပြောလို့ရမှာတော့ခံစားမှုဝေဒနာမရှိတဲ့နိဗ္ဗာန်မှာဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောလို့ရမှာတော့အဲ့တော့ရှင်သာရိပုတ္တရာဘယ်လိုပြောတော့အဲ့ဒီခံစားမှု မရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြောတယ် နိဗ္ဗာန်မှာခံစားမှုမရှိခြင်းဒီပင်လည်းချမ်းသာပဲလို့ပြောတယ်။အဲ့ဒါဆက်ပြီးတော့ရှင်သာတိပုတ္တာရှင်းပြတယ်။တော်တော်ကောင်းတယ်အဲ့ဒီဥစ္စာလေးကဆိုကြပါစို့တဲ့။ခုနပြောခဲ့တဲ့တသက်စရာမျက်နှိုးစရာကောင်းတဲ့အာယုံ6ပါးနဲ့ပြည့်စုံလို့နော်ဒီအာယုံ6ပါးနဲ့တွေ့ကြုံပြီးတော့စိတ်ထဲမှာချမ်းသာဒါဘုံဘုံတို့နားလေတဲ့ချမ်းသာပေါ့နော်။အဲ့ဒီပုဂ္ဂိုလ်ကတစ်ချိန်မှာဘာဝနာတရားအားထုတ်လို့ပထမဇန်ရတယ်ဆိုကြပါစို့။နော်ဝိတဝိသရာပိတိဒုက္ခဧကကတ္တာ ့ဒီအာယုံလေးနဲ့ငြိမ်ပြီးတော့သူနိဝရဏကင်းပြီးတော့စိတ်ရဲ့ချမ်းသာခြင်းကိုသူရတယ်။အဲ့ဒီပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ဟာ